ဖျားနေချိန်မှာစားရတောက်တာနာတော်တော်လေးပသိထားပါရယ်ကိုစားတောက်တဲ့အစားအစာတောက်စရာရိစီးကနေအာဟာရရိရနေသလို အခက်မသိနေကိုရဲ့ဖျားနာမှုတွေကိုပိုဆိုးစေလာမျိုးလည်းရှိနိုင်ပါတယ်။ဒါကြောင့်ဖျားနာနေချိန်မှာဘာတွေတောက်လို့ရသလဲဘာတွေရှောင်သင့်လဲဆိုတာသိထားသင့်ပါတယ်။ဖျားနာနေချိန်နဲ့ရေဓာတ်ဖျားတဲ့အခါခန္ဓာကိုယ်ကနီးအမျိုးမျိုးနဲ့ရေနဲ့ဓာတ်စာဆုံးရှုံးနိုင်ပါတယ်။ ဥပမာဖျားတဲ့အခါအပူချိန်တက်တာချောင်းအရေဖျားနဲ့အသက်ရှူလမ်းချောင်းကနေရေငွေ့ပြန်ဆုံးရှုံးတာချွေးထွက်တာအန်ဒါဝမ်းလျှော့တာအစာတောက်ပြပြီးအစာနဲ့ရေဝင်တာနဲထွားတာစတဲ့အကြောင်းအရာတွေကြောင့်ခန္ဓာကိုယ်ကရေတက်ကိုပို့ပြီးဆုံးရှုံးရပါတယ်။တကယ်ကဖျားနာနေချိန်ဆိုအပေါ်ကအကြောင်းရင်းတွေနဲ့ရေထက်ပိုဆုံးရှုံးနေတာကြောင့်ဤကောင်းချိန်တက်တော်မှာရေတက်ခိပေဖို့လိုပါလေ။ ရှိတပြေဝမှာခန္ဓာကိုယ်ကသွေးလည်ပတ်မှုကောင်းတယ်လို့ခုခံအားစနစ်အပါဝင် ကိုတွင်းကအင်္ဂါရက်တွေ ကောင်းကောင်းအလုံးလုံးနိုင်တာကြောင့်ဖျားနာတာအမြန်မြန်တက်တာပါလိမ့်မယ်။ဒါကြောင့်ဖျားတဲ့အချိန်ဆိုရေပိုတောက်ဖို့လိုပါတယ်။တနည်းကိုရေရှိဖန်ခွက်အကင် ခန္ဓာကိုယ်ကလိုရင်းလိုသလိုပိုတောက်ဖို့လိုပါတယ်။ရေတက်ချိုးတဲ့အခါစီးသွားနေတာ စီးအယောင်ရင့်တာ အာချောက်တာ ကိုယ်အပူရှင်တက်တာ ရေးစာရာစတဲ့လက္ခဏာတွေပြတတ်ပါတယ်ဒီလက္ခဏာတွေရှိနေပြီဆိုရင်ကိုရေးတောက်တာမလုံလောက်တည်ဘူးထပ်တောက်ဖို့လိုတယ်ဆိုတဲ့သဘောပါပဲဖျားနာနေချိန်မှာရေတက်ပြေဝတ်ဖို့ရေပဲတောက်အောင်မတော့မဟုတ်ပါဘူးရေအပြင်တခြားတောက်လို့ရတာတွေလည်းရှိပါသေးတယ်ဖျားနာနေချိန်မှာဘာဘီတောက်လို့ရတယ်လဲရိုးရိုးရေဘာတော့မှမသိရင်ရိုးရိုးရေသာတောက်ပါအလုရှုတတ်တတ်တယ်လို့ကုံကြော့စီလည်းနဲမှာတယ် သတိထားရမှာကရေက ရေကောင်းရေတန်းဖြစ်တာပါမယ်။မဟုတ်ရင်ဝမ်းပြောက်ဝမ်းရှော်ဖြစ်ပါလိမ့်မယ်။ဒီတော့ရေကိုကြိုချက်ပြီးတောက်ပါ။ဒါမှမဟုတ်ရေတန်းတောက်ပါ။တဆာအဖိအချိုရေတဆာအဖိအချိုရေကလည်းရေတောက်ရတာယူနေလို့မတောက်ချင်သူတွေအတွက်နောက်ထပ်ရွေးစရာတစ်ခုပါ။ခန်းဝင်းပြက်နေလို့အစာလည်းတိတ်မဝင်ဘူးဆိုရင်ဂလူကို့စ်နဲ့အီလက်ထရိုလိုက်တွေပါဝင်တဲ့တဆာအဖိအချိုရေတောက်နိုင်ပါတယ်။အုံးရည် ဒါကလည်းပိုတက်ဆီယမ်ကျွေးဝါတဲ့တောက်ရတစ်ခုပါအထူးသဖြင့်တော့ဖျားပြီးဝိုင်းလျှော်နေချိန်ဆိုသင့်တော်ပါတယ်ရေဘဲတောက်ဆိုရင်အရသာမရှိတဲ့အထက်များများတောက်နိုင်မှာမဟုတ်ပါဘူးဒီတော့ရေသေးကိုတံပြိုတီးစိတ်လွဲတယ်ပူဒီနေလေးတွေထည့်ပြီးတောက်ချင်းစပွဲဖြစ်အောင်ဖန်တီးလို့ရပါတယ်ဒါကိုပဲ infuse water လို့ခေါ်ပါတယ်ဆွတ်ပြတ်ဖျားတဲ့အချင်းလူတိုင်းတောက်ကြတဲ့တောက်ရတို့မျိုးပါဆွေပြွက်ကဇေတက်ရတဲ့ဆိုပေမဲ့ဒီနေရာမှာအချံပြူချင်တာက အသားကိုပါစပါဥပမာကျက်ဆွပြုဆိုဆွပြုအရေကိုကျသားရေကိုစပါဒါမှအာဟာရပိရေတက်လည်းပြီမှာပါနွားနို့နေမကောင်းရင်နွားနို့မတော့ရဘူးဆိုတာမဟုတ်ပါဘူးနွားနို့ကချွဲတက်လေဆိုတာလည်းမဟုတ်ပါဘူးနွားနို့ကအာဟာရပိဝတဲ့အရေခစ်တာကြောင့်ဖျားနာနေချိန်နဲ့အင်မတန်မှတင့်တော်ပါတယ်တွေးတွေးအစီသက်များသူနှလုံးယောဂါရှိသူစီချင်းယောဂါတွေးတိုးယောဂါရှိသူတွေကတော့အစီထုတ်ထားတဲ့နှုတ်ကိုတောင်းနိုင်ပါတယ် နိုးတောက်တဲ့အခါတန်ရှင်းနဲ့ပွတ်ပွတ်ဆူအောင်ကြိုဖို့လိုပါတယ်။မဟုတ်ရင် one pet one shot ဖြစ်ပါလိမ့်မယ်။ဖျားနာနေချင်းဘာရီမတောက်သင့်ဘူးလေ။အထူးကကကိုတောက်တဲ့စီးနဲ့ဓာတ်ပြူနိုင်တာတွေအာဟာရမရှိတာတွေခုခံအားစနစ်ကိုဝုံပြီးတဲ့အရေတွေကို ရှောင်တင်ပါတယ်။ဥပမာအရက်ဘီယာအရက်တောက်လိုက်ရင် ကိုထဲမှာနွေးသွားတာဆိုပေမဲ့ဒါကအပြားကျသွားတာတော့မဟုတ်ပါဘူး။ အရက်တောက်လိုက်တာကြောင့်အသေးကအလုတ်ပိုလို့ရသလိုခေါင်းခိုက်တာလည်းခံစားရနိုင်ပါတယ်။ဖျားလို့တောက်ရတဲ့စီးရီနဲ့လည်းဓာတ်ပြုတ်နိုင်ပါတယ်။ကော်ဖီလက်ဖီကက်ဖိန်းပါတဲ့ဒီလိုတောက်ရည်ကလူကိုလန်းစေတာကြောင့်အိပ်စက်အနာယူမှုကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ရင်းထုံးစေပါတယ်။အလွန်ကျွင်တောက်မယ်ဆိုရင်ခန္ဓာကိုယ်ကိုရေတက်ဆုံးရှုံးစေနိုင်ပါတယ်။စီးရီရဲ့ဆုံယူမှုကိုလည်းတောက်ဆီးနိုင်ပါတယ်။ရင်းနှွေးချမ်း ပုံမှန်ဆိုရင်ရင်ွေးချင်းကကျမ်းမာရင်နဲ့ညီညွတ်ပေမဲ့နေမကောင်းချိန်တော့ခဏနားထားပါဆေးတွေအထူးသဖြင့်အားဆေးတွေရဲ့ဆုပ်ယူမှုကိုအနောက်ရှစ်ထစ်နိုင်တဲ့အတွက်ပါအားဖြင့်အချိုးရင်အားဖြင့်အချိုးရည်ဆိုပေမဲ့ဖျားနေချိန်မှာထူးထွေးပြီးအားရှိမှာတော့မဟုတ်ပါဘူးဗီတာမင်တွေပါတယ်ဆိုပေမဲ့ကဖိန်းကပြဿနာပါလူကိုလန်းစီတဲ့အတွက်အိမ်မပျော်တာရင်တုံတာတွေဖြစ်နိုင်တယ်လို့အာဟာရဓာတ်လည်းမဲမဲရရမှာပါတော့ဘူး ပါတဲ့ဗီတာမင်တွေဆိုတာကလည်းနေ့စဉ်စားတဲ့အစားအစာတွေကနေရနိုင်တဲ့အတွက်ဗီတာမင်လိုချင်ရင်တက်တက်နဲ့တော့တောက်ဆရာမလိုပါဘူးအချိုရည် gas ပါတဲ့အချိုရည်အာဒွင်းတွေကတံတားဓာတ်တွေများပြီးအာဟာရဓာတ်မဲမဲရရမပါတဲ့အတွက်ဖျားနေတဲ့သူအတွက် ကောင်းကျိုးမရှိပါဘူးဒါကြောင့်ရှောင်ထားတာကောင်းပါလေဖျားနေချိန်မှာရေတက်ဖြစ်ဖို့လိုအပ်တယ်ဆိုပေမဲ့ကိုယ်တောက်တာက ကျန်းမာရေးကိုမထိခိုက်စေစလောက်မျိုးချစ်ဖို့တော့လိုပါတယ်ရေတက်ဖြစ်ပေးတဲ့အပြင် ကျမ်းမာရေးကိုအထောက်အကူပြုတဲ့တောက်ရဲကိုရွေးချယ်မှသာဖြားနာဝေဒနာကနေမြန်မြန်တက်တာလာပါလိမ့်မယ်။